လေရင်ပြတ်ကြပြီးဆယ်ရက်ခန့်အကြာမှာမှအဲအိန္ဒိယလေရင်မဲလေးရှာမာရဲ့ရုပ်ဝလောင်းကို ပြန်လည်ရရှိခဲ့ပြီးစာပနာပွဲပြုလုပ်နိုင်ခဲ့တဲ့ကျန်ရဲသူမိသားစုများမင်္ဂလာပါပရိသတ်ကြီးရှင်အိန္ဒိယနိုင်ငံမှာအသက်20အရွယ်သားရှိသေးတဲ့လေရင်မဲလေးရှာမာဟာဂျွန်လ12ရက်နေ့ကဖြစ်ပွားခဲ့တဲ့လေရင်ပြတ်ကျမှုမှာပါသွားခဲ့တာဖြစ်ပါတယ် အဲအိန္ဒိယရဲ့လေရင်မဲလေးဖြစ်တဲ့ရှာမာဟာသူတို့မျိုးလေးမှာတော့လူချစ်လူခင်ပေါများသူတယောက်ဖြစ်ပြီးလေရင်ပြတ်ချမှုကြောင့်ငငယ်ရွယ်ရွယ်နဲ့အသက်ဆုံးရှုံးလိုက်ရတဲ့အတွက်မိသားစုဆွေမျိုးမိတ်ဆွေတွေကစိတ်မကောင်းဝမ်းနည်းကြရတာလည်းဖြစ်ပါတယ်။လေရင်မဲလေးရှာမာရဲ့နောက်ဆုံးနှုတ်ဆက်ခြင်းအခမ်းအနားကိုတော့ပြီးခဲ့တဲ့ဇွန်လ22ရက်နေ့ကကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ ရှာမဟာဇွန်လ12ရက်နေ့ကပြတ်ကျခဲ့တဲ့အဲအိန္ဒိယလေးရဲမှာလေးရဲမဲအဖြစ်တာဝန်ထမ်းဆောင်ရင်းတည်ဆုံခဲ့ရတာဖြစ်ပြီးသူမရဲ့ကျဉ်ချံရစ်တဲ့ရုပ်အလောင်းကိုတော့လေးရဲပြတ်ကျပြီးဆယ်ရက်ခန့်အကြာမှာမှအတည်ပြုနိုင်ခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်အဆိုပါနေကရှာမဟာလေရင်တက်ခန်ဒီသူမရဲ့ဝမ်ခွဲမောင်နှမတဦးစီကိုငါလန်တန်ကိုမိနစ်ပိုင်းအတွင်းသွားတော့မှအခုလေရင်ထွက်တော့မယ်ငါတို့ခဏလောက်တော့စကားပြောလို့ရသေးမှမဟုတ်ဘူးဆိုပြီးတော့စာပို့ခဲ့တာလည်းဖြစ်ပါတယ် သူမရဲ့မိခင်ဖြစ်သူကသူမလိုက်ပါသွားတဲ့အင်းအိန္ဒိယလေရင်ပြတ်ကျတယ်ဆိုတဲ့သတင်းတွေကိုတွေ့ရှိပြီးနောက်မှာသမီးဖြစ်သူရဲ့ဖုန်းကိုဖုန်းခေါ်ခဲ့တာဖြစ်ပြီးညနေ6နာရီကျော်တဲ့အချိန်ထိဖုန်းဝင်နေခဲ့တာကြောင့်သမီးဖြစ်သူအသက်ရှင်ဖို့ကိုမျှော်လင့်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါပေမဲ့မိခင်ဖြစ်သူမျောလင်းတဲ့အတိုင်းဖြစ်မလာခဲ့ပေ။အသက်20ရွယ်သားရှိသေးတဲ့ရှာမာကတော့လေရင်ပြတ်ကျမှုနဲ့အတူပါဝင်သွားခဲ့ပြီးတည်ဆုံခဲ့ရတာလည်းဖြစ်ပါတယ်။အဆိုပါလေရင်ပြတ်ကျမှုမှာတော့ခုံအမှတ် 11A ကနေလိုက်ပါစီးနေခဲ့သူတယောက်ကလွဲပြီးကြံရှိတဲ့ခီးသွေတွေနဲ့အတူလေရင်ဝန်ထမ်းတွေအားလုံးစိတ်မကောင်းစွာနဲ့ကွယ်လွန်သွားခဲ့ရတာပဲဖြစ်ပါတယ်။